မန္တလေးမှာအဆောင်ရှစ်ထိစိုင်းကဲရိုက်လူခံရမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်နိုင်ငံနေကြိုးစားပါတယ်ယခုကမှတော့နန်းခမ်းရွှေလီဦးဆိုတဲ့ Facebook ကောင်းကရေးတင်ထားတာကိုဖတ်ပြပေးပါပါဓမ္မဦးဆုံးကျွန်တော်တို့သူတို့ရိုက်ထားတဲ့ CCTV မှတ်တမ်းလေးကိုကြည့်အောင်ပါ ဒီမှာတွေ့လားလမ်းကြားထဲစဝင်ဝင်ကလေးကသူတို့ကလှူတာကောင်မလေးကတတ်တီကောင်တော့အတင်းမောင်းပြေးတာပါကဲအဆောင်ရှိကိုရောက်ပါပြီ။သူကလည်းကြောက်ကြောက်လန့်လန့်နဲ့အဆောင်ရှိကိုတင်းဝင်နေ။နောက်ကကောင်ကဆွဲလင်းလိုက်တာ။ကျုံကျုံကျုံ ကောင်မလေးကတော့တော်တော်လေးကိုတတ်တိကောင်းနေပြန်ကြမ်းလိုက်တာအေးဟိုကောင်တွေက၄၅၆ရောက်တော့တော်တော်ဆိုးနေရပါလားကောင်မလေးကတော့တော်တော်လေးကိုတတ်တိကောင်းနေပြောမှာပါကဲသူတို့ရေးတင်ထားတာကိုဖတ်ပြပေးပါဦးမယ်။ဆောင်ကတငယ်ချင်းတယောက်ဆိုင်ကယ်ရိုက်လူခံရ 2025ခု6လပိုင်း9ရက်စနေနေ့မနက်ခင်း6:00နာရီ6ခွဲလောက်ကဖြစ်သွားတာပါလမ်းကြားထဲစောင့်ဝင်ကလေးကတငယ်ချင်းဆိုင်ကယ်ကိုအက်ကောင်တွေကကမ်းလာတာကိုသားဆိုအဲ့နားတင်ဆိုင်ကယ်လဲနေပြီသူမို့လို့အဆောင်ရှိထိရောက်အောင်လာနိုင်တာဆိုင်ကယ်က3စီးလူက6ယောက်9ယောက်လောက်နဲ့လှူသွားတာပိုက်ဆံအိတ်ဖုံးဆိုင်ကယ်လိုင်စင်တွေရောမှတ်ပုံတွေရောအကုန်ပါသွားတာ တခိုးတွေရဲ့လက်ထဲမှာလည်းဒုတ်တွေဓာတ်တွေနဲ့ဆိုတော့ဘသူမှဝိုင်းမဆွဲရကြဘူးဓာတ်နဲ့မထိုးသွားတာကံကောင်းတယ်ပဲပြောရမယ်ရုံမှလိုက်ကြတာဖြစ်သွားတဲ့နေက2025ခု6လပိုင်း9ရက်နေ့တီနေရက82လမ်းပေါ်38အေတောင်းမှာပါ82 38အေဆိုတာကမန်လေးမြို့ရဲ့မြို့လကောင်မိန်းနေဝန်းကျင်မှာဖြစ်ပါတယ်အခုဆိုရင်မန်လေးက လူရက်သူတွေဟာညမပြောနဲ့အခုလိုနေကင်းကြောင်တော်တော်မှလိုက်ပြီးလူနေကြပါပြီအဲ့ဒီတော့တံပိုးကြီးရဲ့စကုပ်ဖီးရဲ့ကလစ်တွေကိုစီးရင်တယောက်တည်းစီးတဲ့အခါတော်တော်လေးကိုသတိထားနိုင်မှတော့ကကြပါမယ်အားလုံးပဲသွားသတိလာသတိနဲ့နေထိုင်ကြပါလို့အကြံပြုလိုပါတယ်။အော်မေးရမလို့အခုလူခံလိုက်ရတဲ့စကိုဘီအမေရောက်ဆိုင်ကလေးက2018မော်ဒယ်90ရပ်ပလက် 0658ဖြစ်တယ်လို့သိရပါတယ်။တကယ်လို့မိတ်ဆွေတို့နေနားမှာလာရောက်တာတွေ့ခဲ့ရင်သတိထားကြဖို့ဆင်ញံကြဖို့ပြောပြပေးတာဖြစ်ပါတယ်။